အခုကဒီချီတော့မှဒီလိုဇက်တွေကိုစီရောက်လာပါတော့ငယ်ငယ်တော့ဆိုရင်အရန်အေးတဲ့ character မျိုးတွေတယုံဆောင်ရတယ်အဟိုဖျားနေတာတို့စကားမပြောနိုင်တာတို့နေမကောင်းဖြစ်နေတာတို့သွေးကင်ဆာတို့အဲ့လိုမျိုးတော့အဲ့လိုကလည်းစဉ်းစားခဲ့မှုတွေငါအပြင်မှာအရန်တော့တယ်ပေါ့နော်တက်တက်မြက်မြက်အမအဲ့လိုမျိုးစကားပြောတတ်တော့ငါ့ကိုဘာကိုကြည့်ပြီးတော့တို့လူမမာပဲလောက်ခိုင်းနေတာလည်းမသိဘူးတဲ့မလားဟဲ့ညီမနှစ်ယောက်ဆိုလဲအမကလေမြေနဲ့ဖျားနေ နေရနေမကောင်းဘူးအဲ့လိုမျိုးလေးဆိုတော့လေငယ်ငယ်တုန်းကတော့အဲ့လိုဇာတ်တွေပုံများခဲ့တယ်ဘလို့ကြည့်ပြီးတော့ကိုယ်အဲ့တော့ကလာခားခဲ့လဲတော့မသိဘူးပေါ့နော်တကတလေအရင်ရင်းနှီးတဲ့ dry type ပဲဆိုပြောမြင်သမီးရဲ့ကိုဘာလို့အဲ့နေရာကိုကြိတ်ခါတာလဲသမီးကအပြစ်မှာအဲ့လိုမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးရငငယ်တော့အဲ့လိုဇက်ရုပ်တွေကြတော့အမပူပြီးတော့အာယုံဆိုက်ရတယ်ဘာဖြစ်လို့ကိုကအပြစ်မှာအရင် attack ဖြစ်တဲ့သူဆိုတော့လေ ကိုရဲမှာတအားညှို့ပြီးတော့လေအချိန်အပြည့်အနှွေးတယ်ဝေးပြီးတော့မျက်နာလည်းဘာမှမလဲအဲ့လိုမျိုးတွေဆိုလေလူကလေအရန်ကိုတော့လောက်ရတယ်ကိုကိုကိုလေးတလားအဲအခုကြာတော့ဒီအသက်ပဲကြာရလေဟာတမလားဟိုအဲ့တော့ non stop တွေပေါ့နော်အဲ့လိုပြောရတဲ့ dialogue တွေကအယမ်းများတယ်အဲ့တော့ဟိုခုတက်ရရဆိုရင်တော့လေဟိုအမှဆိုဒီလို ဒလဆက်ပြောတာငငယ်တော့ပြောချင်တာသီလားအခုအသက်ရွယ်မှာပြောခိုင်းတော့ဒါတိကျလေပြောပြီးဖလာဖလာတဲ့မောနေနောက်တစ်စင်းရိုက်ဖို့တော်တော်အားယူရတယ်ပေါ့နော်อืมအဲ့လိုမျိုးလွယ်နေကြရအောင်အေးဟုတ်တယ်အရွယ်နဲ့လေကာရက်တာတွေနဲ့လွယ်နေသလိုခံစားရတယ် ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငငယ်တုန်းကလည်း तू ကလည်း तू လိုက်လို့လာပြီးတော့ငှားကြတာပေါ့နော်အဲ့ဒီမှာလည်းအမကအကောင်းဆုံးတယုတ်ဆောင်ခဲ့ပူတယ်အဲဒီအသက်ရွယ်မှာလည်းသူတို့တွေဒီအမနဲ့ဒါလိုက်ဖက်မယ်လို့တွေးပြီးတော့အမကိုလာငှားတဲ့အတွက်အမအကောင်းဆုံးတယုတ်ဆောင်နိုင်တယ်ပေါ့နော်အဲ့တော့ငငယ်တုန်းကရောအခုရောကို့လာပေးတဲ့အဲတာဝန်တွေကိုကိုကြည်အောင်ထမ်းဆောင်နိုင်တယ်လို့ပဲယူဆပါတယ်ဒီထဲမှာလည်းအဲ့လိုမျိုးပေါ့နော်ရမုံတို့ခြာလီတို့ဆိုလဲအဲ ူတို့လိုအပ်နေတဲ့အရာမျိုးလေးတွေဆိုအမအများတန်းပြောပေးတယ်ဘယ်နေရာလေးတော့ပူတင်နော်ဘယ်နေရာလေးတော့ပူလျှော့မျိုးလုံးလေးကဘလို့ပူကြည့်နော်အဲအဲ့လိုမျိုးလေးတွေပေါ့နော်ကိုတဲ့ငယ်တဲ့သူတွေအကုန်လုံးအမနဲ့ရိုက်တဲ့အချိန်မှာအမအားလုံးသင်ပေးပါတယ်အမတို့ငယ်ငယ်တုန်းကကျတော့အမတို့ရွယ်သူတွေတက်တာများတယ်လေအများကြီးအကြီးပိုင်းနေတဲ့လေတိတ်မရိုက်ဖြစ်ဘူးပေါ့နော်မရိုက်ဖြစ်တော့အမတို့အဲ့လိုတတ်တယ်ဘာညာဆိုရလေအမတို့ကမကြုံခဲ့ဘူးအဲကို့အလှဲ့ကြရင်လေ အဲ့လိုမဖြစ်အောင်အများအမ်းစူးစမ်းတယ်တခါတလေကွယ်နေနောင်မှအာတားရီညီမရီမောင်လေးရီကွယ်နေတယ်နော်အိုက်တီယုံကိုယ့်အကူလှုပ်ရှူနော်ဘာညာဆိုတဲ့ဟာမျိုးပေါ့နော်အမတို့ကသေချာလေးဟိုပြောပြပေးပါတယ်သိရမလားအမ်အကြီးနဲ့ငယ်နဲ့ဆိုရင်တော့မှဘာပဲပြောပြောသူတို့မှလည်းလိုအပ်ချက်ရှိသလို ကိုယ်အသက်အရွယ်မှာလည်းကိုယ်လည်းလိုအပ်ချက်တွေရှိနေပါတယ်အဲတခါတလေဆိုရင်တို့ရှိရတော့မှပဲကိုကပြန်ပြီးတော့တို့ item လေးတွေဘာတွေကိုကပြန်မှတ်ထားရတာပေါ့နော်ဒီတိုင်းမှာပဲတိတ်တော့ဘာမှရင်ထဲမှာမရှိပါဘူးအော်အေးတို့ပျော်စရာကောင်းအောင်လုပ်တယ်ပေါ့နော်အော်တို့လုတ်တက်လိုက်တာပေါ့အဲဒီလောက်ပါပဲဟိုတချို့အရာတွေကစကားအပြောဆိုတွေလည်းတိတ်မတူဘူးပေါ့နော်အဲအဲအဆိုးဆိုးကတော့အဲ့လိုချစ်ခန်းနေပေါ့ကိုပြန်ကြည့်ရရင်ဘာလို့နေမှလည်းမသိဘူးလို့ အဲ့လိုကစားရတယ်။ဘယ်ဟန်ဆိုးတဲ့ရောက်ခမ။အမနော်တယောက်နဲ့တယောက်နားလည်မှုလွဲတာပေါ့နော်။အဲဟိုရောက်ခမကလည်းကို့အမေလို့သဘောထားမယ်။ရောက်ခမကလည်းချွေးမလေးကိုကို့သမီးလေးလို့သဘောထားမယ်။ကို့သားကိုချစ်တယ်လို့ပဲကို့သမီးလေးကိုလည်းတန်းတူချစ်ပေးမယ်ဆိုရင်ရောက်ကမနဲ့ချွေးမနဲ့မတည့်ဘူးဆိုတဲ့ပြဿနာပေါ်လာနိုင်စရာအကြောင်းရှိလေအခုကကအဲရောက်ကမကလည်းတားမှတား အဲအဲ့ဒါလည်းဘူးမချစ်နိုင်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်အာချွေးမလောက်တဲ့သူကလည်းသူ့သားကိုပဲချစ်တယ်ငါ့ကိုမချစ်ဘူးအဲ့တော့ငါလည်းသူ့ကိုမချစ်နိုင်ဘူးသူ့သားကိုပဲငါရွေးပြမယ်ဆိုတဲ့ဟာမျိုးကြီးတယောက်နဲ့တယောက်အဲ့လိုအရွယ်လွန်သွားကြတာပေါ့နော်အဲအဲ့ဒါကြောင့်ယောက်ကမနဲ့ချွေးမတော်တော်များများမတည်ချာတော့အဲချွေးမဘက်ကကြည့်မယ်ဆိုရင်တော့အရန်ဆိုးတဲ့ယောက်ကမပေါ့နော်ဒါပေမဲ့ အဲသားတွေဘက်ကကြည့်မယ်ဆိုရင်တော့တိတ်ချစ်တဲ့အမေပေါ့အဲ့လိုတမင်ငကားကြီးတော့မဖန်တီးပါဘူးဘာဖြစ်လို့လဲဆိုတော့အာဇက်ဝင်ငန်းမမမူတည်ပြီးတော့ပဲအမတို့ကအာမုထဲ့တာ ਉਹ ငါဒီကမှအရန်မုံအောင်လှုပ်လိုက်မယ်ဆိုတဲ့ဟာမျိုးလည်းမရှိသူ့အခန်းတိုင်းမှာသူကသူချစ်စရာကောင်းတဲ့အခန်းလေးတွေရှိတယ်မုန်းစရာကောင်းတဲ့အခန်းလေးတွေရှိတယ်အဲစိတ်ဆိုးစရာကောင်းတဲ့အခန်းလေးတွေရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေနဲ့ပဲသွားတာပါခုဘေးမှာရှိတဲ့အတော်တွေဆိုလဲသူတို့မှာတမက်တွေရှိကြတယ်နော် ဒါပေမဲ့သူတို့ကသူတို့တမက်တွေအရန်ချစ်ကြတယ်ဟိုချွေးမရှိတဲ့သူကလည်းချွေးမကိုချစ်ကြတာပဲလေအမတို့ဆိုလည်းအမအဖေမေတွေပါချွေးမတယောက်ရှိတာကိုမောင်လေးရှိတော့သူ့ကိုလည်းချစ်ပါတယ်အမတို့လည်းသူ့ကိုချစ်တယ်အဲရောင်မအောင်ပေါ့နော်အဲ့လိုပဲမကလေးတယောက်ရှိရဲ့ညီမလေးရဲ့ယောက်ျားလည်းအာတအိမ်လုံးကလည်းချစ်တယ်အမတို့လည်းချစ်တယ်ဆိုတော့ အတိအကတော့အမကုနာလို့ပြောတာပေါ့နားလည်မှုလို့ထင်ပါတယ်အဲတယောက်နဲ့တယောက်အပြစ်မမြင်မဲနဲ့ကိုချင်းစာစိတ်ကလေးနဲ့ပေါ့နော် ဖြည့်ဆွက်ပြီးနားလည်ပြီးမယ်ဆိုရင်တယောက်နဲ့တယောက်မချစ်နိုင်စရာအကြောင်းမရှိဘူးလေအမတော့ဟိုကောမန့်တွေတိတ်ကြည့်လေကြည့်ထားမရှိဘူးပေါ့နော် အမကအပြင်သွားတဲ့ဟာများတော့ဈေးတွေပါကြီးသွားတယ်အဲ့လို shopping ထွက်တဲ့အခါမျိုးတွေဆိုရင်တော့ပြိဿနဲ့ဒါလိုက်ထိတွေ့မှုရှိတယ်လေအဲ့ချိန်ကျရင်အဲ့ဒီလူတွေပြောတဲ့စကားက အမအတွက်အားဖြစ်စေတယ်ပေါ့နော်အဲအခုလောလောဆယ်အတ္တစုလွှင့်နေတာပေါ့နော်အတ္တစုလွှင့်နေဆိုအတ္တစုထဲမှာလည်းတော်တော်ဆိုးတဲ့မိန်းမတယောက်ပေါ့နော်အာဒါပေမဲ့လည်းတော်တော်ဆိုးတာကိုပဲသူတို့တွေကသဘောကျနေတဲ့ပုံမှာရှိတယ်။ကောင်းတယ်ပေါ့နော်အမတယုတ်ဆောင်တာတွေကအဲသူတို့ဆိုးတယ်လို့မမြင်ပါဘူးတဲ့။အဲဒါဆက်သဘောအတိုင်းပဲပေါ့နော်။ဒါပေမဲ့အဲဆိုးတဲ့နေရာမှာဆိုးအောင်လုပ်နေတိုင်းတာက တော်တယ်တဲ့သူတို့ကဆိုတော့ အဲအဲ့ဒါလေးနဲ့ပဲအမလည်းအမောပြေးရတာပေါ့အခု ဒီကြီးတော့မှဒီလိုဇာတ်တွေကိုစီရောက်လာပါဘောနော်ငငယ်တော့ဆိုရင်အရန်အေးတဲ့ကာရက်တာမျိုးတွေတယုံဆောင်ရတယ်အဟိုဖျားနေတာတို့စကားမပြောနိုင်တာတို့နေမကောင်းဖြစ်နေတာတို့သွေးကင်ဆာတို့အဲ့လိုမျိုးတော့အဲ့လိုကလည်းစဉ်းစားခဲ့မှုတွေငါအပြင်မှာအရန်တွတ်တယ်ပေါ့နော်တက်တက်မြက်မြက်အမအဲ့လိုမျိုးစကားပြောတတ်တော့ဘာကိုဘာကိုကြည့်ပြောသူတို့လူမမာပဲလောက်ခိုင်းနေတာလည်းမသိဘူးတဲ့မလားဟဲ့ညီမနှစ်ယောက်ဆိုလဲအမကလေမြင်းနဲ့ဖျားနေရေနေ မကောင်းဘူးအဲ့လိုမျိုးလေးဆိုတော့လေငယ်ငယ်တုန်းကတော့အဲ့လိုဇက်တွေပုံပြားခဲ့တယ်ဘလို့ကြည့်ပြီးတော့ကိုယ်အဲ့တော့လာခားခဲ့လေတော့မသိဘူးပေါ့နော်တခါတလေအရင်ရင်းနှီးတဲ့ try type ပဲဆိုပြောမိတယ်။သမီးရဲ့ကိုဘာလို့အဲ့ဒီနေရာကိုကြည့်ခါတာလဲ။သမီးကအပြစ်မှာအဲ့လိုမဟုတ်ဘူး။ဆိုတော့အဲ့လိုမျိုးငငယ်တော့အဲ့လိုဇက်ရုပ်တွေကြတော့အမပူပြီးတော့ အာယုံဆက်ရတယ်ဘာဖြစ်ဆိုကိုကအပြစ်မှာအရန် attack ဖြစ်တဲ့သူဆိုတော့လေကိုတဲမှာတအားညှိုးပြီးတော့လေအချိန်အဖြစ်အနှွေးတယ်ဝေးပြီးတော့မျက်နာလည်းဘာမှမလဲအဲ့လိုမျိုးတွေဆိုတော့လေလူကလေအရန်ကိုတောင်လောက်ရတယ်ကိုကိုကိုလေတလားအဲအခုကြာတော့ဒီအသက်ပဲကြာရလေဟာတက်မလားဟိုအဲ့တော့ non story ပေါ့နော်အဲ့လိုပြောရတဲ့ dialogue တွေကအများကြီးတယ်အဲ့တော့ ဟိုခုတက်ရွယ်ရဆိုရင်တော့လေဟိုအမဆိုဒီလိုဒလဆက် ပြောတာငယ်ငယ်တော့ပြောချင်တာဒီလားအခုအသက်ရွယ်မှာပြောခိုင်းတော့ခါရကြလေပြောပြီးဖလာဖလာနဲ့မောနေနောက်တစိမ့်ရိုက်ဖို့တော်တော်အားယူရတယ်ပေါ့နော်อืมအဲ့လိုမျိုးလွယ်နေကြရအောင်အေးဟုတ်တယ်အရွယ်နဲ့လေကာရိုက်တာလေးနဲ့လွယ်နေသလိုခံစားရတယ်အမကိုအားပေးတဲ့သူတွေကလည်းတူတူအမနဲ့ကြီးလာတဲ့အတွက်အဲ အမပရိသတ်ကဘူးချိန်ဒီမလျော်သေးဘူးလို့တော့ထင်တာပါပဲအဲစကားလေးကိုကြည့်ကြည့်ပါအာအလကားမဖြစ်စေရပါဘူးပညာတစ်ခုခုရရလိမ့်မယ်လို့တော့မျှော်လင့်ပါတယ်